ဒီနေ့ကတော့ကျွန်တော်ကာလေးအာကာဟိတက်ခရင်ဟိတက်ခရင်ကျွန်တော်ဘယ်လိုဖြည့်ရှင်းရမလဲဆိုတာလေးပြောပြပါမှာဖြစ်ပါလားရေဦးတို့ကျွန်တော်တို့ကလမ်းမိကက်ရက်ပြီးတော့ဆက်တက်လိုက်မှာပေါ့နော်အဲဆက်တက်ပြီးွားရင်ကျွန်တော်တို့ဒီမှာဘောနက်ဖုံလေးဖွင့်ဖို့အတွက်ရှားလေးဆွဲလိုက်မယ်နော်ဘောနက်ဖုံလေးတော့ဖွင့်မယ်ပေါ့နော်ဒီမှာဒီအခုတို့ဟိတက်တာဆိုကျွန်တော်ဒီမှာ เนาะมาเยซูพี่တော့ဒီရေပြန်ဖို့ကနေเยซูพี่ပတ်လာတဲ့လားမကြီးကျောင်းဖွင့်ကြမှာเนาะအဲဒါတော့ထိတက်တော့เนาะအဲ့ဒါဆိုတော့ဒီဖုံးဖွင့်ရမယ်အခုလောလောဆယ်မဖွင့်သေးဘူးဒါမဲ့အေးမဖွင့်မယ်ဆိုလဲကျွန်တော်ကအကြာကြီးစောင့်နေမှာ15မိနစ်နိုင်ကိုလောက်စောင့်ရမယ်အဲ့တော့ကျွန်တော်အေးမမဖွင့်ဘူးအခုဖွင့်မယ်အခုဖွင့်ဖို့ကျွန်တော်ဗာနဲ့ဖွင့်မလဲဆိုတော့ကျွန်တော်တို့မှာကျွန်တော်အဝတ်နဲ့ရေဘူးနဲ့လိုတယ်เนาะအဲ့ဒါလေးယူပြီးတော့ဖွင့်ကြမယ်เนาะ ။ဒါတင်တဲ့တင်တဲ့လေးတည်အောင်လို့ကျွန်တော်ဒါတွေကိုတော့ကြားရဖြစ်ပါတယ်။ဒီလိုလဲဆိုတော့ဒီမှာအဝိတ်ရဲ့ရှေဘူးတွေရဲ့ဒီလိုလဲပေါ့နော်။အဝိတ်ရဲ့ရှေဘူးရဲ့လို့မယ်။ကျွန်တော်အလားလေးတွေပြသွားပြီးတော့လာရှေမှာသွားပြီးတော့ဖွင့်လာပြီးကြားမှာ။အဲ့ဒါကိုမပိ။အရင်ဆုံးကြောက်ဒီတိုင်းကြီးရဖုံးကိုအဝတ်လေးနဲ့အုပ်လိုက်။အဝတ်နှစ်ထပ်ပေါ့နော်။အဝတ်နှစ်ထပ်နဲ့အုပ်လိုက်နော်။အဝတ်နှစ်ထပ်နဲ့အုပ်ပြီးတော့ကျွန်တော်တို့ပြီးရင်ဒီမှာကျွန်တော်တို့ရေလေးနည်းနည်းလေးအဲ့ဒီအဖုံးကိုနည်းနည်းလေးဆော့လိုက်မယ်။ နော်အခုံးနေရာလေးကိုနည်းနည်းလေးရေဆွတ်လိုက်တဲ့သဘောလေးနော်ဒီအဝက်လဲဆူအောင်လို့ဆွတ်လိုက်နော်အဲအဝက်လဲဆူအောင်ဆွတ်လိုက်ဆွတ်ပြီးွားရင် तू ကအဖုံးမှာနှစ်ချက်ပါတယ် तू ကနော်အရင်နှစ်ချက်ပါတယ်အရင်ကနှစ်ထစ်ပါတယ်နှစ်ထစ်ပါတော့ကျောင်းတစ်ထစ်ကို ဖွင့်လို့ရတယ်နော်တစ်ထစ်ကိုအရင်ဖွင့်မယ်ဖွင့်ရင်အငွေ့ထွက်လာမယ်နော်อืมဒါဆိုဒါကျွန်တော်တို့တစ်ထစ်ဖွင့်လိုက်တာเนาะတစ်ထစ်ဖွင့်ပြီးတော့အတိုင်းလေးထားဖို့လိုတယ် အဝတ်မပါဘဲနဲ့တော့သွားမဖွင့်ပါနဲ့နော်အဝတ်မပါဘဲနဲ့တော့မဖွင့်နဲ့ဓာတ်တွေပါသေးအပူလောင်တတ်တယ်နော်အဲ့တော့အဝတ်မပါဘဲနဲ့တော့ဖွင့်လို့မရဘူးဒါအဝတ်ဖွင့်အဝတ်အဝတ်နဲ့ဖွင့်ပြီးတော့ပြီးရင်ကျွန်တော်တို့ဒါခဏလေးစောင့်လိုက်အဲ့ဒီအငွေ့တွေကုံသွားပြီဆိုရင်နော်ကျွန်တော်တို့ဒီမှာအဲ့ဒီအငွေ့တွေကုံသွားပြီဆိုအဲ့ဒီအပုံတဆင့်ချက်ဖွင့်မယ်ဖြစ်တယ်အခုဒါတဆင့်ပဲဖွင့်ထားတာဟိုတရေးဖွင့်ထားတယ်နော်တရေးဖွင့်ပြီးတော့အခုအငွေ့တွေတဖြည်းဖြည်းနဲ့ကုံသွားပြီတို့လားနော်ရေးဘူးကုံသွားပြီ တော်တို့ရေးဘူးကုံသွားပြီးတော့နည်းနည်းလေးဖွင့်လို့ရပြီဆိုရင်နောက်တစ်ဆင့်ကိုထပ်ဖွင့်မယ်။အခုလောတဲ့မဖွင့်သေးဘူးခဏလေးစောင့်မယ်နော်။ခဏလေးစောင့်ပြီးကြည့်နေမယ်။နော်။ဒါလုံးဝကိုအချိန်မရဘူးကျွန်တော်တို့ကလမ်းမေးမှာဟိုရက်ထားဖို့အတွက်အချိန်မရဘူးဆိုရင်ဒါဒီလိုလုပ်မှာပေါ့နော်။အချိန်ရတယ်ဆိုရင်တော့15မိနစ်နိုင်ကိုလောက်စောင့်မယ်။အဲကြရင်တော့ဒီတိုင်းဖွင့်လို့ရတယ်အဝတ်တော့လိုတယ်ဒါမဲ့ဖွင့်လို့ရတယ်တန်းပြီးတော့ ်အခုကတကူကအချိန်မရဘူးဆိုရင်ကျွန်တော်ကလမ်းဘေးမှာခဏရက်တယ်ရက်ပြီးတာနဲ့ကျွန်တော်ကဒါဒီကိစ္စကိုချက်ချင်းဖြေရှင်းရမယ်ဆိုရင်အခုလိုမျိုးအဝတ်လေးနဲ့အုပ်ပြီးတော့အခုဆိုရင်ဒါနောက်တစ်ဆင်းကျွန်တော်တို့ထပ်ဖွင့်မယ်ဆိုဖွင့်လို့ရပြီပဲနော်ဒါပြီးခဏနေဖွင့်ပြမယ်နော် ေးနေနေကန်နေသေးတယ်နော်။ဒါအခုနေထားလောက်ဆိုရင်ကျွန်တော်တို့ဖွင့်လို့ရပြီနော်။ဖွင့်လို့ရပြီဆိုရင်ဒီမှာနောက်တစ်ဆင့်ကိုထပ်ဖွင့်မယ်နော်။ဝယ်လေးအုပ်သွားပြီးတော့ထပ်ဖွင့်မယ်။ဖွင့်ဖွင့်လိုက်ရင်ဒီမှာဖွင့်လို့ရသွားပြီနော်။ဒီမှာအဖုံးဖွင့်လို့ရသွားပြီ။အဖုံးဖွင့်လို့ရသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာရေထည့်လို့ရပြီနော်။ဒါလို့ရေထည့်မယ်။ရေကတော့ကျွန်တော်တို့ပုံသွားတဲ့လောက်ကိုပြည့်တဲ့အထိပြည့်မှာဖြစ်ပါလေ။ ကျွန်တော်တို့ရေဖြည့်နေပါဘောနော်ရေကိုဒါကျွန်တော်တို့ပြည့်တဲ့အထိဖြည့်ပါဘောနော်အဲပြည့်တဲ့အထိဖြည့်ပြီးွားရင်တော့ကျွန်တော်တို့အဖုံးပြန်ပိတ်ပြီးတော့ဒါကျွန်တော်တို့သွားလို့ရပြီဘောနော်ဒီလာတော့ပြည့်သွားပြီပြည့်နည်းနည်းလေးလေးခိုတာလေးကိုနည်းနည်းလေးစောင့်မယ်နည်းနည်းလေးစောင့်ပြီးတော့ထပ်ဖြည့်မယ်ရသလောက်လေးပေါ့နည်း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 ပေါ့နော်အဲထပ်ဖြည့်ပြီးရပြီဆိုရင်ကျွန်တော်တို့တိုက်ရပြီဆိုရင်တော့ဒါကျွန်တော်တို့ဒါဒီဦးနာကျွန်တော်တို့ဖွင့်ထားတဲ့မှာအဖုံးကအခုကကင်လို့ရပါပြီနော် အဒီဖုန်းကိုကျွန်တော်တို့ပြန်ပြီးတော့နှစ်ရက်ရှိပါနှစ်ထက်ရှိရနော်အဲ့အထက်လေးနှစ်ထက်ကိုပြန်ပြီးတော့ထည့်ပါဒီမှာနှစ်ရက်နော်ကျွန်တော်ဒီမှာတစ်ရက်ဒါတစ်ရက်နော်ဒါတစ်ရက်ဒါတစ်ရက်ပဲရှိသေးတယ်နော်ပြီးနောက်တစ်ရက်နောက်တစ်ရက်ကအောက်ကအထိုင်နဲ့ညီအောင်ပိတ်နော်ဒါဆိုတော့ဒါကျွန်တော်တို့ဒါကားဟီတာတာလေးကိုဖြည့်ရှင်းပြီးွားရဖြစ်ပါတယ်ခင်ဗျပြန်မောင်းလို့ရပြီနော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျထူးထက်ကောင်းမွန်တင်တာဖြစ်ပါတယ်